Hello guys, Stone X မှကျေးဇူးပါတယ်။ Wow, နောက်ဆုံးတော့ Batman မှသာ Super Power ရှိသွားရင်အထူးသဖြင့် Absolute Batman လို့အကောင်ကြီးမှသာ Super Power ရှိသွားရင်ရန်သူတွေအတွက်ဘလောက်တောင်ကြောက်ဖို့ကောင်းသွားနိုင်လဲဆိုတာတွေကိုကြည့်ရှုခန်းစားကြရတော့မှာဖြစ်ပါတယ်။ဒီအပိုင်းကို Catwoman တယောက် Batman တို့ပုံခိုရာနေရာစီကိုရောက်လာခြင်း Alfred ကိုကြားဖို့နဲ့လေပင်ညှထားခြင်းနဲ့စတင်ထားတယ်။ Bat Bruce ကဒေါ်ရထွက်နေတယ်။သူကနင်ပါလူဒီကိုလာတာလေပြန်တော့ဆိုတာတွေကိုပြောနေပေမဲ့တကယ်တမ်းရည်ညွှန်းတာက Bane ဒီသူ့ရဲ့တငယ်ချင်းတွေအားလုံးကိုချိုးဖျက်ထားတယ် ပြီးပြီးဆယ်လီနာကသူ့ရဲ့အနာမှာရှိမနေသင့်ဘူးဆိုပြီးတော့ပြောနေခြင်းဖြစ်တယ်။ and တစ်ဖက်ကလည်း Catwoman ပဲ Batman လို့ကောင်းမျိုးကိုတော့မှမကြောက်လို့ခိုးဆိုးလူနိုင်လှုပ်ရှားနေတာသူတို့နှစ်ယောက်ကြာကချစ်ချင်းကြောင်းဆယ်လီနာကလည်း Bruce ပါကြောင့်အခုလိုမျိုးပြင်းပြင်းထန်ထန်နေပြောနေလဲဆိုတာကိုနားလေတယ်။ဆယ်သူက Batman အပေါ်မှာကောယောက်ျားတစ်ယောက်အပေါ်မှာကောအကြီးမားဆုံးနိုင်ငံကြီးကိုထောက်တုံးပြလိုက်တယ်။ငါဒီကိုလာခဲ့တာကနင်းရဲ့အမေငါ့ကိုဖုန်းဆက်လို့ပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်။အမေနဲ့မိမကိုတော့ယောက်ျားတိုင်းကကြောက်ကြရတာပဲမလား။ Bruce ရဲ့အမေကစိတ်ပူနေပြီးရှာပေး ဖို့အတွက်သူ့ကိုဖုံးဆက်ကြောင်းကိုပြောပြရတယ်။ဒါပြင်သူကဘတ်မန်လက်ရှိရင်ဆိုင်နေရတာတွေကိုကူညီပေးဖို့အတွက်ကန့်လန့်လိုက်တယ်။ဘတ်မန်ကပြင်းထန်စေပဲနင်းရဲ့အကူအညီကိုမလိုအပ်ဘူးဆိုပြီးတော့ခါခါတက်တက်ညင်ပြတယ်။ဆယ်လီနာက of course ဘယ်လိုမလဲနင်းမှာ superstar အသင်းကြီးရှိနေပြီသားကိုလို့ပြောရင်းနဲ့မိမတို့ထုံစံအတိုင်းမနာလိုတဲ့တဘောမျိုးနဲ့သူချုပ်ထားတဲ့ Alfred ရဲ့ level ကိုတစ်ချက်ဆွဲဆောင်ပြလိုက်ပြန်တယ်။မစီမဆိုင်ခံလိုက်ရတဲ့ဘိုးတော်ကလည်းဒေါသထွက်သွားတယ်။ Catwoman မင်းအကြောင်းကိုငါဖတ်ပူးတယ်။သူ့ကိုမယုံနဲ့ Batman ဆိုပြီးတော့ Lammy တတိပေး ေးနေပါတယ်ဘက်မန်ကတော့အနာကတ်သွားလိုက်ပြီးဒီတစ်ခေါက်တော့မင်းရဲ့အကြံဉာဏ်ကမလိုဘူးအယ်ဖရက်သူကအခုချက်ချင်းသွားတော့မှလို့ပြောလိုက်အပြီးမှာတကယ်တမ်းချက်ချင်းကြီးထွက်သွားလိုက်ကြတာကသူတို့နှစ်ယောက်စလုံးဖြစ်နေတယ်သူတို့နှစ်ယောက်မှာဝတ်ထားတဲ့အဝတ်အစားတွေကိုလွင့်ပြစ်ချွတ်ချလိုက်ပြီးတော့လင်းတို့ကရုံဟာကြောင်စိုးမလေးကိုကြံကြံတန်တန်စားပစ်လိုက်တယ်ဒါမှမဟုတ်ကြောင်စိုးမလေးဟာလင်းတို့ကရုံကိုကြံကြံတန်တန်စားပစ်လိုက်ပါတယ်ယောက်ျားတစ်ယောက်ဆိုတာမျိုးတစ်မျိုးလုံးနဲ့တစ်ယောက်ချအပြီးမှာလာပေါင်းများစွာဖင်သုံးလုံးနဲ့ဖန်ချုပ်ခံထားရအပြီးမှာသူမတူတဲ့မကောင်းဆိုးဝါးခြင်း ြီးတွေနဲ့ခြားခဲ့ရင်ဆိုင်ခဲ့ရပြီးမှဒါမျိုးအပြည့်စာတစ်ခုခုတော့စားဖို့အတွက်လိုအပ်တယ်မဟုတ်လားမနက်ခင်းကိုရောက်တော့ကြောကုန်းမှာဘိန်ရဲ့အစိတ်တွေနဲ့လင်းတို့ပုံကြီးဆွဲခန့်ထားရတဲ့ကဒုံဒီအရင်နိုးနစ်ပြီးနေပြီသူတို့နင်းကိုဘာတွေလောက်ခဲလိုက်ကြတာလဲဆိုပြီးတော့ဆလီနာကမေးတယ်ဘတ်ဘရူးစ်ကမဖြေချင်ဘူးဘရူးစ်ကပြန်ပြီးမင်းရဲ့အုတ်ထုပ်မင်းရဲ့ခေါင်းဆောင်က Black Mass လူစုအဖွဲ့အုတ်ထုပ်နဲ့တူတယ်နော်ဆိုပြီးတော့မေးလိုက်တဲ့အခါမှာကတ်ဝူမန်ကလည်းအဲ့ဒီအကြောင်းကိုပြန်မဖြေချင်ဘူးဒါဒီ KSS ဘတ်မန်နဲ့ကတ်ဝူမန်ကြာက unique ဖြစ်တဲ့ဘယ်မ ာမှမမြင်နိုင်တဲ့ relationship မျိုးလည်းဖြစ်ပါတယ်။ဥပမာ MJ နဲ့ Peter Parker ဆိုရင် MJ က Spider-Man နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိတယ်၊ဝင်ပါတယ်၊အကြံပေးတယ်၊ဝေဖန်တယ်။ Batman နဲ့ Catwoman ကြတော့သူတို့နှစ်ယောက်ကြားမှာတတိုင်းနေ wall တွေချထားတယ်။သူတို့ဟာ Batman ဘာလုပ်ဖို့ရှိလဲ၊ Batman ဘာတွေလုပ်နေလဲဆိုတာကိုမပြောဖြစ်ကြတယ်လို့ Catwoman ဘာတွေလုပ်နေလဲ၊ဘာအစီအစဉ်ရှိလဲဆိုတာကိုလည်း Batman ကိုပေးပြီးတော့မသိတတ်ပါဘူး။အခုလည်းနှစ်ယောက်သားဟာပြောစရာစကားမရှိကြတော့တဲ့အခါဒိတ်ထွက်လောက်ကြမယ်လို့ဆိုရင်ねအဝိတ်တွေဝတ်ပြီးတော့ Batman Batman Catwoman ဝစ်စုံတွေကိုဝစ်ပြီးတော့အမှုတစ်ခုဖြည့်ရှင်မှုအတွက် Paris Wheel ကြီးရှိရာ Gotham မြို့ရဲ့အပန်းဖြေစခန်းရှိရာနေရာစီကိုထွက်လာကြပါတယ် Batman ပြောတာအရဒီနေရာမှာ Red Hood ကိုင်းဆိုတဲ့လူမိုက်အဖွဲ့တစ်ခုရှိတယ်သူတို့ကသူတို့က hacking ပိုင်း data အချက်အလက်စူးစီးခြင်းအပိုင်းဖြည့်ဆည်းရေးအပိုင်းတွေမှာအဖွဲ့လိုက်ထူးချွန်တဲ့အဖွဲ့မျိုးပဲသူတို့နဲ့အခုအချိန်မှာမိတ်ဖွဲ့ထားတာကပိုကောင်းတယ်လို့ဆိုရင်နှစ်ယောက်သားကကစားကွင်းထဲကိုဝင်လာကြပါတယ်တစတဲ့မှာ you are not fucking welcome မင်းတို့ဒီနေရာကကြိုးစုံမနေဘူးဒိုးလိုက် တော့ဆိုတဲ့စကားရည်နဲ့အတူခေါင်းစုပ်အနီးတွေနဲ့ Red Hood ကိုင်းကရောက်ချလာပါတယ်ဘတ်မန်ကမင်းတို့ခေါင်းဆောင်နဲ့မတွေ့ရမရှင်းငါတို့ကဘယ်မှမသွားဘူးလို့ဟိတ်ကြီးဟန်ကြီးနဲ့ပြန်ပြီးတော့ပြောတော့ဟိုကောင်တွေကစပြီးတော့တိုက်ခိုက်ကုန်ကြတယ်ဂတ်ဝမန်ကဒီကောင်တွေကိုကြောမတဲလာတဲ့စက်တနက်နဲ့ထုတ်ပြီးတော့ပြစ်တယ်ဘတ်မန်တော့မှဒေါ်ဒါထွက်သွားတယ်သူတို့ကကလေးတွေပဲရှိသေးတာဆိုပြီးတော့အော်ပြောလိုက်တဲ့အခါမှာဂတ်ဝမန်ကလည်းပို့ပြီးတော့စိုးနေတယ်ငါကကလေးတွေဆိုတအားမုန်းတာနင်တိပါတယ်ဆိုပြီးပြန်ပြောလိုက်တယ်ဘယ်သူကလူစုတယောက်တော့ဟုတ်မနေဘူးသေစီမဲ့ကြီးစံအစားမေမျောသွား ားစေမဲ့ကြီးစံတွေကိုအသုံးပြုနေရဖြစ်ပါတယ်။ဒါပေမဲ့ Red Hood တွေတဲ့ကတကောင်က RPG ဒုံးကြီးကြီးနဲ့နှစ်ယောက်ကိုခြားရဟက်ကြီးအပေါ်ကနေပြီးတော့ထူဖို့အတွက်ပြင်တော့ Batman ကအရာကိုအလိုလိုသိနေတယ်။ Catwoman ကိုတွန်းထုတ်ပြစ်လိုက်ပြီးတော့ခြားရဟက်ကြီးကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ body စားပြစ်လိုက်ပါတယ်။ And yes ခြားရဟက်ကြီးတစ်ခုလုံးကပြိုလဲသွားပြီးတော့ပြစ်တဲ့ကောင်ကဒုံးကြီးကောပါရေထဲကို လွင့်ဆင်ကျသွားပါတယ်။ Batman ရဲ့ခန္ဓာကိုယ်ထဲမှာထိုးသွင်းခံထားရတဲ့ Bane အစိတ်တွေကအစွမ်းပြလာခြင်းဖြစ်တယ်။ Batman ကဒေါသထွက်သွားပြီးတော့ ော့မျက်လုံးအစိမ်းရောင်ကြီးပြောင်းသွားပြီးအနာကလာတဲ့ဆယ်လီနာကိုချက်ချင်းဝေဝေးထွက်သွားစမ်းဆိုပြီးတော့အော်ပြောပြစ်လိုက်ပါတယ်အပြီးမှာဘတ်မန်ကခေါင်းကိုငုတ်ထားပြီးတော့စိတ်ကိုထိန်နေတယ်ဆယ်လီနာဆိုတဲ့မိန်းမမျိုးကလည်းကြောက်ပြီးတော့ထားသွားမယ်မိန်းမမျိုးမဟုတ်ဘူးထို့အစားသူကသူ့ရဲ့အတန်ကိုနားထောင်ဖို့အတွက်စိတ်ကိုထိန်ချုပ်ဖို့အတွက်ဘတ်မန်ပြီးမှနေပြီးတော့စကားတွေပြောပေးနေတယ်အန်ရက်ထူဂန်းတစ်ခုလုံးကလည်းဒါကိုမြင်တွေ့လိုက်ရတော့စက်တောင်မတိုက်ခိုင်းနိုင်မင်းနဲ့အန်အောမင်းတက်သွားကြတယ်တကောင်ကပြောတယ်ဘော့စ်ပြောရမယ်နဲ့ဒီကောင်လေးပဲသူတို့ဖန်တီးနေတဲ့မကောင်းဆိုးဝါးတွေက တကောင်ပဲဆိုပြီးတော့တီတိုတီတိုပြောနေကြတယ်ဘတ်မန်ကခေါင်းဆောင်ဆိုတာကိုစောင့်မနေတော့ဘူးသူပြောဖို့လာတာကိုပြောပြလိုက်တယ်တကယ်တော့မင်းတို့ပြောတယ်လို့မကောင်းဆိုးဝါးတွေကိုဖန်တီးနေတဲ့အာကမ်ဆိုတဲ့နေရာကြီးကတကယ်ရှိတယ်အဲဒီကကောင်တွေကငါ့ကိုဖန်စီထားပြီးတော့ချိုးဖြတ်နိုင်လူနေနေဖြစ်ခဲ့သေးတယ်ဘိန်းဆိုတဲ့ဖြက်စီးခြင်းမကောင်းဆိုးဝါးကြီးတကောင်လည်းရှိတယ်ဒါပေမဲ့အဲဒီကောင်တွေငါ့ကိုမဖြက်စီးနိုင်ခဲ့ဘူးငါကတော့အဲဒီဘိန်းဆိုတဲ့မကောင်းဆိုးဝါးကြီးကိုဖြက်စီးပြစ်တော့မှအဲဒီကောင်ကိုတင်မဟုတ်ဘူးသူ့ရဲ့အထက်ကကောင်တွေကိုကောအကုန်လုံးကိုဖြက်စီးပြစ်မှာအာကမ် ိုတဲ့နေရာကြီးကိုမြေကြီးပေါ်ပြာကျတဲ့အထိမီးလောင်တိုက်တွင်းပြေအောင်မှာဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့အတွက်မင်းတို့ရဲ့အကူအညီကိုလိုအပ်တယ်အဲ့ဒီအတွက်အခုဒီနေရာကိုရောက်လာတာပဲဆိုပြီးတော့ပြောလိုက်တဲ့အခါဒီကလေးတွေကအဲ့ဒီမကောင်းဆိုးဝါးကြီးကမင်းကိုယ်တိုင်ပဲဆိုပြီးတော့ပြောတယ်ဒီလိုအချိန်မှာတော့မှသူတို့ကဘတ်မန်ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားချင်းကြသေးရဲ့ဘတ်ယက်ဆန်ဆိုတဲ့အော်ဒန်နဲ့အတူကရုံတယောက်ကအုတ်ထုပ်ကိုချွတ်ပြလိုက်တယ်။အမင်းနဲ့ပတ်သက်ပြီးတော့အရင်ကတော့မသေးချခဲ့ဘူး။ဒါပေမဲ့အာကမ်ဆိုတဲ့နေရာကြီးကိုဖျက်ဆီးပြစ်မှာသေချာရဲဆိုရင်တော့ငါနဲ့ကီကိုက က်သွားပြီးငါရဲ့နာမည်က Harley Quinn ပဲ Red Hood ရဲ့ခေါင်းဆောင်နင်းရဲ့ plan ကဘာလဲဆိုပြီးတော့ပြောလိုက်ရင်လည်း yes ထူးထူးဆန်းဆန်း Absolute University မှာကွက်ပြီးတော့အကောင့်သေးနေတဲ့ Absolute Harley Quinn ကိုမိတ်ဆက်ပေးသွားပါတယ် and ကရုံးဖြစ်နေတာအရာဆိုရင်သူလည်းပဲ Batman လိုမျိုးအဲ့ဒီနေရာကြီးကနေပြီးတော့လွမြောက်လာခဲ့သူတအူဖြစ်နိုင်ပါတယ်တပတ်သူတို့ဖြတ်စည်းမဲ့ဆိုတဲ့ Arkham နေမှာတော့ Bane က upgrade မြင့်တင်ခြင်းတွေကိုလုပ်နေတယ် Bane ကိုသူတို့ကရခင်ကားထက်ကောမျောမန်းထားတာထက်ကောပို့ပြီးတော့ကြီးမားကြံတန်းအောင် မြင့်တင်ပေးနိုင်ခဲ့ပြီး ိန်ကဆရာဝန်ကိုဖင်ကြားနေတဲ့ကောင်ကခိုင်းလူကောင်နဲ့စားဖို့တော့ခါရတဲ့ဆိုတော့ကဘာကျော်စာစုတစ်ခုကိုပြောပြရဲအန်တိတ်မကြခင်မှာမင်းတို့ဒီငါအတွက်အစားထိုးဖို့လူကိုရစေရမယ်လို့ပြောရင်တကယ်တော့ဘိန်အတွက်အကြီးဆုံးမစ်ရှင်ကလည်းဘတ်မန်ဖြစ်နေတယ်ဘိန်ဒီအနားယူဖို့အတွက်နဲ့မိမနဲ့ခလေးနဲ့နေဖို့အတွက်ကိုသူ့လိုမျိုးခိုင်းလူကောင်နဲ့ကောင်မျိုးကိုဒီလူဆိုတွေအတွက်ရှာပေးနေရတာဖြစ်နေတယ်ဘတ်ဒေါက်တာကမင်းသူ့ရဲ့တငယ်ချင်းတွေကိုဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မင်းတို့ကတကယ်ကိုပေးပြီးတော့သွားလိမ့်မယ်အနားယူစေလိမ့်မယ်လို့ထင်လာ ားဆိုပြီးတော့မေးလိုက်တဲ့အခါဘိန်းကသူလွတ်ကိုလွတ်ပေးရလိမ့်မယ်မင်းတို့ဖြစ်စေခြင်းနဲ့အတိုင်းဖြစ်ရလိမ့်မယ်ဘတ်မန်ကိုအရှုံးပေးအောင်အထိချိုးဖြတ်ပေးပြီးတော့အလောက်ကပြီးရမယ်ဆိုပြီးတော့ပြောနေတော့မှာတီဗီမှာအရေးကြီးသတင်းတစ်ခုကထုတ်လွှင့်နေခြင်းကြောင့်ဒေါက်တာကိုရိုင်းအောင်ပြေးကြည့်ရတဲ့အထိဖြစ်သွားပါတယ်ထုတ်လွှင့်နေတဲ့သတင်းမှာဆိုရင် intro ဝင်နေတဲ့ media တမားကို shut up ပါစပ်ပိတ်ထားစမ်းဆိုပြီးတော့ဘတ်မန်ကပြောပြလိုက်တယ်ကော်တန်မျိုးကလူတိုင်းကိုသူကပြောချင်တာကော်တန်မျိုးကလူတိုင်းကလည်းသူ့ကိုကြည်နေကြတယ်ကော်တန်မျိုးကြီးဒီအထက်စီးရောက်ကောင်းနေရဲ့ရောင်စားခြင်းကို ခံထားရတဲ့မတရားမှုတွေကိုပေးပြီးတော့ဖြစ်နေစေတဲ့အပြင်ဒီမြေပေါ်မှာပဲအာကမ်ဆိုတဲ့ဆူဆူရွရွမကောင်းဆိုးဝါထုတ်လုပ်ရေးနေရာကြီးကိုလည်းတိစောက်ထားကြတယ်။ရှေ့ Black Mass နဲ့ကိစ္စမှာတော့လည်းလူတွေမြင်အောင်အတွက်သူကပြခဲ့သေးတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းက network တွေနဲ့ပြခဲ့ရတာကြောင့်မထီရောက်ခြင်းမျိုးဖြစ်နိုင်တယ်။ဒီတစ်ခါမှာတော့ငါကိုယ်တိုင်ငါရဲ့ခန္ဓာကိုယ်နဲ့ပြမယ်။အဲ့ဒီသူတို့ဖန်တီးနေတဲ့မကောင်းဆိုးဝါတွေကတကောင်ကိုအလင်းထဲကိုဆွဲထုတ်လာပြပြီးတော့အလင်းထဲမှာဖင်ချပြမယ်။ရိုင်းနှက်ဖြက်စီးပြမယ်။ Dan Batman ကကင်မ မရာကိုတေးတေးစိုက်ကြည့်လိုက်ပြီးတော့ yes ငါမင်းကိုပြောနေရပဲဘိန်းလီကောင်လေးမင်းနားထောင်နေရဲဆိုတာကိုငါသိရဲမနေ့ဖြန်ည7နာရီမင်းနဲ့ငါနဲ့နှစ်ယောက်တည်းမြို့ရဲ့နပန်းကွင်းထဲမှာချမယ်ဆိုပြီးတော့ယောက်ျားချင်းစိန်ခေါ်ပြစ်လိုက်တယ်မင်းနိုင်နေဆိုရင်တော့ငါကအခံကိုတွားပြီးတော့မင်းဖြစ်စေခြင်းနဲ့အတိုင်းဖြစ်သွားပြီမယ်ဒါပေမဲ့မင်းနိုင်မှာမဟုတ်ဘူးအားလုံးကိုလည်းသိအောင်ပြောလိုက်မယ်ငါကဘတ်မန်ပဲလို့ပြောအပြီးမှ life လွင်ခြင်းကိုရက်တန်းပြစ်လိုက်ပါတယ် fucking hell ဆောက်ရမ်းလိုက်ပါတယ်တကယ်တော့သူချိန်လိုက်တဲ့အဲ့ဒီနေရာလက်ဝဲကွင်းဒီတချိန်က killer croc ဖြစ်လာခဲ့တဲ့ villain တယောက်သူမနိုင်နိုင်ဘူးဆိုပြီးတော့လူတွေဝိုင်းပြီးပြောနေကြတဲ့လက်ဝဲတမားကိုရှင်ထိုးခဲ့တဲ့နေရာဖြစ်တယ် villain ကပြောတယ်အဲ့ဒီကောင်ကိုသူမနိုင်နိုင်ဘူးဆိုတာကိုသိတယ်ဘာလို့လဲဆိုတော့အဲ့ဒီကောင်ဘက်မှာငွေကြေးတွေပါဝါတွေပေါ်ကျွဲဝါနေတဲ့ mafia ဂိုင်းတွေနိုင်ငံရေးခေါင်းဆောင်တွေရှိနေလို့ပဲဒါပေမဲ့အဲ့ဒီလူကောင်မျိုးကမှသူကကွင်းအလယ်မှာလူတွေအရှိမအလဲထိုးအနိုင်ယူချင်တာဒီနေ့ဒီအဲ့ဒီကောင်ကိုတည်းမဟုတ်ဘူးသူရဲ့အထ က်ကကောင်တွေကိုကသူ့ရဲ့အနောက်ကကောင်တွေကိုကအနိုင်ယူခြင်းဖြစ်တယ်ဆိုပြီးတော့ Bruce ကိုပြောပြခဲ့ပူတယ်။အခု Bruce ကလည်းထိုအတိုင်းပြန်ပြီးတော့လှုပ်တော့မယ်။အဲဒီနပန်းကွင်းအဲဒီပဝင်းကျင်ကအခွင့်အရေးကြီးကြီးမားမားရှိမနေပေမဲ့ Bruce ရဲ့စိတ်ကိုကြွာနေစေတယ်။ Willen နေသူသူလည်းသူမနိုင်နိုင်ဘူးဆိုပြီးတော့ဝိုင်းပြီးပြောနေကြတဲ့အကောင်ကြီးကိုလူတွေအရှိမအနိုင်ယူပြမှာဒီသူ့ရဲ့နောက်ွယ်ကကောသူ့ရဲ့အထက်ကကောင်တွေကိုကောပါ Batman ပါကောင်လဲဆိုတာကိုပြသချင်းဖြစ်တယ်။ Selina ကမတားဘူး။ဒါပေမဲ့တခုတော့ကတိတောင်းနေခန္ဓာကိုယ်ရဲ့ကဘိန်အ စိတ်ကိုအတုံးမပြူဖို့အတွက်အကြံပေးတယ်။အရာကြီးကြောင့်ဖြစ်လာတဲ့ဘတ်မန်ကိုသူကမကြိုက်ဘူး။ဘတ်ဘတ်မန်ပြောတာကတော့အဲ့ဒီအစိတ်ကအဓိကပဲ။အဲ့ဒါကိုသုံးချင်းကပဲဘိန်းကိုအနိုင်ယူနိုင်လိမ့်မယ်။အစိတ်ကိုအတုံးပြူနေတဲ့အချိန်မှာတော့သူဒီ Red Hook ဂိုင်းကကောင်းလေးတွေလုံမဲ့အကွက်တွေလမ်းမဲ့ခြေလမ်းတွေအကုန်လုံးကိုမြင်နေရတယ်။ခြေတလန်းနှလန်းကြုံမြင်ရတာမဟုတ်ဘူး။၁၀လမ်းအလမ်း90အထိကိုမြင်ရတာဒီအစိတ်ကိုထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားကြည့်ရမယ်။ဒီတနည်းပဲရှိရဲဆိုပြီးတော့ရှင်းပြလိုက်ပါရစေ။ Still Selena ကသူကူညီပေးနိုင်တယ်ဆိုပြီး ရောပြောနေတယ်ပေမဲ့တငယ်ချင်းတွေဖြစ်သွားခဲ့တယ်လို့မျိုး Catwoman ပုံမှာပါဖြစ်တာကိုသူကမလို့ချင်းဘူးဒီကောင်းဝင်ကကစီမင်းအတိုင်းမြက်မြတ်တက်ချမှာမဟုတ်တော့ဘူးအစိတ်ကိုအတုံးပြူမှာစောက်ရမ်းနေစုပ်ပြတ်သွားတဲ့အထိဖြက်စီးပြစ်အောင်မှာဆိုပြီးတော့ပြောပြလိုက်တယ်တာမရတဲ့ဆလီနာကလည်းနောက်ဆုံးကြောခိုင်းပြီးတော့ပြန်သွားလိုက်တယ်ဘတ်မန်ကတော့အသားစိမ်းနေအပြေးနဲ့ရေကဲဘုံတစ်ခုကိုယူရင်းရေစိုးမြောင်းနေစီကိုထွက်လာခဲ့တယ်နောက်ွယ်မှာတော့အယ်ဖရက်ကထုံးစံအတိုင်းသူ့ကိုရှင်းပြနေတာကိုကြားနေရတယ်ကောင်းတယ်တွေ့လာကောင်းလေဒီလိုအခြေအနေမျိုးကမင်းအတွက်အကောင်းဆုံးပဲ တွန်းနိုင်တော့မင်းဆက်ပြီးတော့တွန်းနေရမယ်မင်းတွန်းနိုင်တာထက်လည်းပိုပြီးတော့တွန်းနေရမယ်ဘာလို့လဲဆိုတော့မင်းရက်လိုက်တာနဲ့ရက်တာတွေမဟုတ်ဘူးမင်းအချိန်လျှော့လိုက်တယ်ဆိုတာနဲ့တော့မင်းကိုသူတို့ကဝိုင်းပြီးမြေပြင်ပေါ်လဲကြသည့်အသည့်တိတ်ကြမှာမို့လို့ပဲမင်းဖြစ်ခဲ့ဘူးတဲ့ခပြော့ပြော့ကောင်ကိုရှင်ထဲမှာမြေမြုပ်ဖြစ်လိုက်တော့အပြီးမှာတော့မင်းအမြဲတမ်းဖြစ်လာတဲ့ကောင်မင်းအမြဲတမ်းဖြစ်ခဲ့တဲ့မကောင်ဆိုးဝါးတကောင်အဖြစ်နိုးထားလိုက်တော့ဘာလို့လဲဆိုတော့ဒီတိုက်ပွဲမှာကမင်းနိုင်ကိုနိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ပဲလို့ပြောရင်ဘရူးစ်တီသူယူလာနေတဲ့အသားစိမ်း င်းတွေကိုရေစိုးမြောင်းထဲမှာ Killer Croc ကြီးကိုလာကျွေးနေရဲဆိုတာကိုပြရင်းနဲ့ comic ကိုအဆုံးသတ်သွားပါတယ်။နောက်လာထွက်လာမယ့်အပိုက် Final Showdown Batman နဲ့ Bane တို့ကစင်ပေါ်မှာကွင်းထဲမှာကိုသေးသူသေးခြားကြတာကိုကြည့်ရှုခန်းစားကြရတော့မှာလည်းဖြစ်ပါတယ်။အားလုံးလည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။အခုလိုမျိုး2025ထွက် Marvel DC Comics တွေကိုအစာအဆုံးမြန်မာလူတွေနေစဉ်ရှင်းပြတင်ဆက်ပေးနေတာမို့လို့ comic တွေကိုကြိုက်ကြရဲဆိုရင် subscribe လုပ်ထားပြီးတော့ like ပါစီမျှော်ပေးကြဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါတယ်။ဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူး ူတင်ရှိပါရယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်